မင်္ဂလာပါကျွန်တော်နာမည်တိုးကြည်ပါနေ့စဉ်3မြမအင်္ဂလိပ်စကားပြောမှဖြစ်ပါတယ်ခင်ဗျကျွန်တော်နာမည်နဲ့ပတ်သက်ပြီးတော့ online ပေါ်ကဘဒူပတ်စံတောင်းတောင်းမပီးမိပါစေနဲ့လေနော်ဟုတ်ပါပြင်ဒီစာသားလေးကိုကျွန်တော်တို့ကြည့်ကြပါဆိုပါနော် if you don't want to live the life you you are currently living and can't seem to reach the life you desire chances are you are in the wrong environment ဆရာဒါဘာဆလလဲဆရာခါကြတာနော်ကိုလက်ရှိနေနေရတဲ့ဘဝမှာကိုကမနေခြင်းဘူးเนาะပြီးဝင်ကိုလိုခြင်းနဲ့ဆန္ဒရှိတဲ့ဘဝကိုလည်းလက်လှမ်းမှီဖို့လို့ကမဖြစ်နိုင်ဘူးလို့ယူဆခံစားမိရတယ်ဆလို့ရှင်တော့ဖြစ်နိုင်ခြင်းရှိတာတွေက ကိုရောက်နေတဲ့ပဝန်းကျင်က မမှန်ဘူးပေါ့เนาะအဲ့တော့တရေမကောင်းဘူးပေါ့ ဆက်ရက်ခါကြတော့ကအဲဒါမျိုးလေးဝါကြမျိုးပေါ့နော်အဲဒါကိုကျွန်တော်ကြည့်ရင်ဘာလဲဆိုတော့ဒါတွေက relative clause တွေနဲ့ relative pronouns လေးတွေပေါ့နော် relative pronouns ဆိုတာဘာပါလဲဒါလေးကိုကြည့်ကြပါစို့ပါเนาะအကယ်၍ကျွန်တော်တို့က relative clause ထဲမှာရှိတဲ့ relative pronouns ပါเนาะ P R O N O U N S relative pronouns တွေကဘာလဲဆိုတော့ that to which to အာ who တော့ who's တော့ whom တော့အဲချိန်နဲ့ပတ်သက်လို့ရှိရင် when နေရာနဲ့ပတ်သက်ရင် where အဲ reason နဲ့ပတ်သက်ရင် why ဆိုတဲ့ဥစ္စာတွေပေါ့နော်ဒါဒီအားလုံးက related clause ထဲမှာပါတဲ့ related pronouns လို့ခေါ်တာပေါ့နော်အဲ့ဒီ related pronouns တွေကကျွန်တော်တို့ object ဖြစ်ခဲ့သည် ရှိတော့အဲ့ဒါကိုကျွန်တော်တို့ကဖယ်ရှားလို့ရတာပါနော် relative relative ဆိုတာဘာပါလဲ relative ဆိုတော့ဝါရတလုံးနဲ့ပဲတတ်ကြည့်တယ်ဟေ့ဆိုရင်ရွှေမျိုးလို့ဖြစ်တာပါနော်မြန်မာလိုအဖြစ်ပေါ့ရွှေမျိုးဒါမှမဟုတ်ရင်ဆက်ဆက်မှုရှိတယ်လို့အဓိပ္ပာယ်ရတာပါနော်ဆက်နွယ်မှုရှိတယ်ဆက်ဆက်မှုရှိလဲဒါ relative အာဒါမှမဟုတ်ဘဲနဲ့ တယောက်နဲ့တယောက်မိတ်ဆက်တဲ့ဆင် this is my relative solution အဲ့ဒါကျွန်တော်ရွှေမျိုးဟာလို့အဓိပ္ပာယ်ရတာပေါ့နော်ကဲကောင်းပြီဒီနေရာမှာကျွန်တော်တို့ကဒီဝါကျလေးကိုကြည့်ရင်ပေါ့နော် if you don't want to live the life you are currently living the life you are currently living ဒါကိုကြည့်တယ်ဟေ့ဆိုင်အကယ်၍ကျွန်တော်တို့ဟာဒီ if လေးကိုဖြုတ်ချလိုက်တယ်ဆိုပါဘူးပေါ့နော်ဝါကျလေးကိုကျွန်တော်တို့ကဒီမှာကြည့်တယ်ဟေ့ solution ဘာတွေ့ရမလဲဆိုတော့ နော် I don't want to live the life နော်ဒါလေးကိုပဲကျွန်တော်ယူပြီးတော့ခြားကြည့်လိုက်တာပါနော်ဆရာဒီညမှာ I don't want to live the life solution ဘာဖြစ်နိုင်တယ်လဲ I don't want to live the life ဘဝကြီးမှာ မနေခြင်းဘူးပေါ့နော်အဲ့တော့ဒီနေရာမှာ life ဆိုတဲ့ဥစ္စာလေးပေါ့နော် I don't want to live my life ဥပမာပေါ့နော်ကျွန်တော်ဒီဘဝမှာမနေခြင်းဘူးနော် live ဆိုတာကနေတယ် life ဆိုတာကဘဝ I don't wanna ဆိုတာကကျွန်တော်မလိုခြင်းပါကျွန်တော်မလိုခြင်းဘူးမနေခြင်းဘူးဘာမှ မနေခြင်းတာလဲ my life ကျွန်တော်ရဲ့ဘဝမှာမနေခြင်းဘူး ဒါဝကျွန်တော်ကမြန်မာလိုပြောင်းချင်တယ်ဆိုပါဆိုပါနော်မြန်မာလိုဘယ်လိုပြောင်းမလဲဆိုတော့ကျွန်တော်မနေကျင်တဲ့ဘဝနော်ဒီနေရာမှာကြတော့ကျွန်တော်ဒီဘဝမှာကျွန်တော်မနေကျင်ဘူးကျွန်တော်မနေကျင်တဲ့ဘဝဆိုပြီးတော့ကျွန်တော်တို့ကပြောင်းပါပါနော်အဲ့ဒီခါကြတော့ the life I don't want to live လို့ဖြစ်သွားပါတယ်ခင်ဗျာနော် The life I don't want to live ဆိုတာကဘာဖြစ်သွားမလဲကျွန်တော်မနေခြင်းတဲ့ဘဝလို့အတိတ်ပဲရပါတယ်နော်ကျွန်တော်မနေခြင်းတဲ့ဘဝကဘယ်လိုမျိုးပါသလဲအင်းအဲ့ဒါမျိုးလေးပေါ့အဲ့ဒါမှမဟုတ်ပဲねကျွန်တော်တို့ကဒါလေးကိုတစ်ချက်ဖြောက်ပြီးတော့လွယ်လင့်မဲ့ဥစ္စာလေးကိုတစ်ချက်လောက်ပြန်ကြည့်ကြည့်ပါနော် အပြည့်ဆိုတော့ I don't wanna ဆိုတဲ့ဥစ္စာလေးကလာဆက်နေတဲ့ခါကျတော့တိတ်ဟိုနည်းနည်းလေးစကားဟာရှိရပါဘောနာမရှိမဲ့တူတူလေးကိုကြည့်ကြည့်ပါเนาะဥပမာ I give money ဒီညမှာ money ကကျွန်တော်တို့ရဲ့ object ဖြစ်ပါတယ်เนาะ object ဖြစ်တဲ့ခါကျတော့ဒီဝါကျလေးကိုပေါ့เนาะကျွန်တော်က I give money ကို ကျွန်တော်ပတ်စံပေးတယ်အဲ့ဒါကိုကျွန်တော်ကကျွန်တော်ပေးတဲ့ပတ်စံလို့ပြောင်းချင်တယ်ဆိုရင်ကျွန်တော်ကဘယ်လိုရေးမလဲပေါ့နော်အဲ့ဒီခါမှာဒီလေးနဲ့သွားပြီးတော့ the money i give solution ကျွန်တော်ပေးတဲ့ပတ်စံဖြစ်သွားတာပါနော်အဲ့တော့ကျွန်တော်ပေးတဲ့ပတ်စံကဆယ်ချက်ဖြစ်ပါတယ်ဆိုလို့ရှိရင် is 10 dollars ော့ကျွန်တော်ပေးတဲ့ပတ်စံကဆက်ကြဖြတ်သွားတော့ဒီညမှာကျွန်တော်ကဗာလေးလာပြလဲဆိုတော့ I give the man နေနော်ဒီ man နေမှာ many object ဖြစ်တဲ့တော့ဥပမာ relative pronoun ဖြစ်တဲ့ that ဆိုတဲ့ဥစ္စာကိုကျွန်တော်ကသွားခံစရာမလိုတော့ဘူးပေါ့နော်ဗာလဲဆိုတော့ relative pronoun ဆိုတာက adjective လို့ခေါ်တာပါနော် နင်းပေးတယ်ချီမွန်ခွန်ရဲ့ခိတ်မော့ခွန်ရဲ့ဆိုတဲ့ edit ပေါ့နော်အဲ့တော့ဘလို့ပတ်စံလဲကျွန်တော်ပြီးတဲ့ပတ်စံကျွန်တော်ပြီးတဲ့ဆိုတဲ့ဥစ္စာကပတ်စံကိုသွားပြီးတော့ဘာဖြစ်တယ်လဲဆိုတာတော့ကော့ပေးတာပေါ့နော် adjective ဆိုတာတော့ကော့ပေးတာပါခင်ဗျအဲ့ဒီခါမှာကိုကော့ပေးတဲ့အရာက ဝါချရဲ့ object ဖြစ်ခဲ့တယ် he ဆိုလို့ရှိရင်ဒီ that လေးကိုကျွန်တော်တို့ထည့်စာမလို့ဘောနော်အဲ့တော့ related pronoun မထည့်ပဲနဲ့ပြောလို့ရတဲ့ဝါချလေးကိုကျွန်တော်တို့ကလေ့လာနေတာဖြစ်ပါတယ်အဲ့ဒီခါကျတော့ကျွန်တော် mouse စားတယ်ဟဲ့ရလားအဲ့ဒါမှမဟုတ်လို့ရှိရင်နောက်လွယ်တဲ့ဥစ္စာလေးတွေပါရှိမှာအဲလွယ်တဲ့ဥစ္စာလေးတွေကကျွန်တော်ခင်ဗျားကို ပေးသည်အဲကျွန်တော်ခင်ဗျားကိုပတ်စံပေးတယ် I give you money ဆိုတော့ဒါကိုကျွန်တော်ကခင်ဗျားကိုပေးလိုက်တဲ့ပတ်စံလို့ကျွန်တော်ကပြောမယ်စမ်းဘယ်လိုမျိုးပြန်လို့ရနိုင်မလဲပေါ့နော်ခင်ဗျားကိုကျွန်တော်ပတ်စံပေးတယ်ဒါကဝါကျအပြည့်ဝပါအဲ့ဒီဝါကျလေးကိုကျွန်တော်ကတန်နီးတဖုံအားဖြင့်မြန်မာလိုပြောမယ်ဟေးစိန်ပေါ့နော်ခင်ဗျားကိုကျွန်တော်က ပေးလိုက်တဲ့ပတ်စံခမည်းကိုကျွန်တော်ပေးလိုက်တဲ့ပတ်စံအဲ့ဒီခါကျတော့ဘာဖြစ်မလဲသမန်းနီ I give you သမန်းနီ I give you ဆိုတော့ကျွန်တော်ခမည်းကိုပေးသည်ပတ်စံဟဲ့လားလားကျွန်တော်ခမည်းကိုပေးသည်ပတ်စံဘာဖြစ်တယ်လဲ is မြမကာရင်းစီမြမချဟေဝိုင်တီချလား ကျွန်တော်ခင်ဗျားကိုပေးလိုက်တဲ့ပတ်စံကမြန်မာကြံ့ဝေဖြစ်ပါတယ်เนาะဒါမျိုးလေးတွေကိုကရသွားတယ်ဆိုလို့ရှိရင်မနေ့တုန်းကကျွန်တော်မုတ်ဟင်ကစားတယ်ကျွန်တော်မနေ့တုန်းကစားလိုက်တဲ့မုတ်ဟင်ခါကစားလို့ကောင်းပါတယ် delicious good အေးဒါမျိုးလေးပါเนาะခင်ဗျားကို ကျွန်တော်တိတယ်ကျွန်တော်တိတဲ့ခင်ဗျားကမြန်မာလူမျိုးတယောက်ဖြစ်ပါတယ်အေးဒါမျိုးဟွာကြလေးတွေကိုကသဖွဲ့နှွဲလို့ရတာပါเนาะ ဆိုတော့အဲ့ဒီခါမှာကျွန်တော်တို့ကဒါလေးကိုလပြန်ကြည့်တယ်ဆေး solution ပါအဲ့ဒါမျိုးခုလက်မျိုးဟွာကြပါနော်အဲ့ဒီခုလက်မျိုးဟွာကြကိုလာကြည့်တဲ့ခါကြတဲ့ခါကြတော့ဘာတွေ့ရလဲဆိုတော့ဒီညမှာဟွာနော် the life you are currently living ဟဲ့လားဒါဆိုရင်ကိုကဝါကြပြန်ဖွဲ့တယ် solution ဘာဖြစ်နိုင်လဲနော် the life you are currently living hit solution ရင် the life league you are currently living the life မဟုတ်ဘူးလားဟော you are currently living a life နော်ခင်ဗျားကလောလောဆယ်ဘဝတစ်ခုမှာနေနေပါတယ်ဆိုတာမဖြစ်သွားဘူးလားဟုတ်တယ်လား you are currently living a life အဲ့ဒါကိုကျွန်တော်တို့ကခင်ဗျားအခု ဘဝတစ်ခုမှာနေနေပါတယ်ခမားဘဝတစ်ခုမှာနေနေတာကိုခမားယခုနေနေသည့်ဘဝလို့ကျွန်တော်တို့ကတပ်ပြောင်းတဲ့ခါကြတာဒီအေးလေးကဒီဖြစ်ပြီးတော့ the life you are currently living လို့ဖြစ်သွားပါတယ်ခမားဘာဖြစ်ဆိုတော့ the life က object ဖြစ်တဲ့အတွက်ကျွန်တော်တို့တွေက the life that ဆိုတဲ့ pronoun ကိုပါနော် related pronoun ကိုကျွန်တော်တို့ကထည့်စရာမလိုတော့ဘူးပေါ့နော်ဆက်နွယ်မှုရှိတဲ့နံစာလို့အဓိပ္ပာယ်ရပါတယ်နော် related pronoun တော့ object ဖြစ်တဲ့အတွက်ကျွန်တော်တို့မှထည့်အောင်နော်အဲ့ဒီခါမှာမြန်မာလိုသွားပြန်တဲ့ခါကျတော့ the life you are currently living is good အဲ့ဒီတော့မှဝါကျဖြစ်သွားတာပါနော်ကျွန်တော်လက်ရှိနေနေရဲ့ဘဝက ကောင်းပါပါလေအေးအဲ့ဒါမျိုးလေးဝါကြတတုံလေးတွေတပ်ဖွဲ့လို့ရတာပါနော်အဲ့ဒီခါကြတော့ဘာဖြစ်တယ်လဲဒါလေးကိုကျွန်တော်ကြည့်တဲ့ခါကြတာနော် if you don't want to live the life you are currently living let she နေနေရသည်ဘဝမှာသင်မနေခြင်းဘူးဆိုခဲ့သည်ရှိတော့အမ်ပြီးွားတဲ့ခါကြတော့နော် you can't seem to reach the life you desire the life you desire ဆိုတဲ့ဥစ္စာကစမ်းနာရှိတာပါเนาะကိုလိုချင်တဲ့ဘဝကိုလိုချင်တဲ့ဘဝ the life you desire ခဏလိုချင်တဲ့ဘဝ to reach ဆုတ်လန်းတာပါเนาะရောက်ရှိတယ်ပေါ့ကိုလိုချင်တဲ့ဘဝကိုရောက်ဖို့ can't seem မဖြစ်နိုင်ဘူး ော်မဖြစ်နိုင်တဲ့ပုံစံပေါ်တာပေါ့နော်အဲ့တော့ကိုလိုချင်တဲ့ဘဝကိုရောက်ဖို့မဖြစ်နိုင်တဲ့ပုံစံဖြစ်ခဲ့သည် ရှိတော့ကိုနေနေရတဲ့ဘဝကိုမနေခြင်းတော့ဘူးဆိုပြီးဖြစ်ခဲ့သည် ရှိတော့ chances are ဖြစ်နိုင်ခြင်းရှိတာက chances chance ဆိုတဲ့ဥစ္စာအခွင့်ရေးတခုတည်းမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီနေရာမှာ အမြန်မာလိုစီးလော်သွားသွားတဲ့ခါကျတော့ဖြစ်နိုင်ကြီးရှိတာကဘာလဲဆိုတော့ you are in the wrong environment ကိုရောက်နေတဲ့ဒေသကမှားနေပါတယ်အေးအဲ့ဒါမျိုးဖြစ်တာပေါ့နော်အဲ့ဒီခါကျတော့ကျွန်တော်တို့မှတ်မိရမှာဘာကိုမှတ်မိရမလဲခင်ဗျားကကြုတ်ပတ်စံပေးတယ်ကျွန်တော်ခင်ဗျားကိုပေးလိုက်တဲ့ပတ်စံကျွန်တော်ညနေစာစားတယ် ျွန်တော်စားတဲ့ညံ့နေစားကအေးဒါမျိုးလေးကျွန်တော်တို့ကပြန်ပြန်ပြောင်းတက်ဖို့အရေးကြီးပါတယ်နော်အဲ့ဒါကိုကျွန်တော်တို့က relative clocks လို့ခေါ်ပါတယ်နော်ဆက်နွယ်မှုရှိတဲ့စာကြောင်းဝါကြောင်းနော်စာကြောင်းမှာ clock ဆိုတဲ့ခါကြတာနော်ဒီညမှာလဲကျွန်တော်တို့ဒီမှာ the so you a place that so you ဒီညကျတော့အကဲ့ရွေးကျွန်တော်တို့ ျွန်တော်တို့ကွတ်မဲ့ noun လေးက relative cloud ဆိုတာက adjective ပါเนาะ adjective ဆိုတဲ့ခါကျတော့ noun ကိုတော့တွားပြီးတော့သူကကွတ်ပေးတယ်ရုပ်ပုံဖော်ပေးတယ်ကိုရုပ်ပုံဖော်ပေးမဲ့ဥစ္စာကဝါကျရဲ့ subject ဖြစ်နေသည် ရှိတော့ relative pronouns ကိုကျွန်တော်တို့ပြတ်ပယ်လို့မရပါဘူးနော် a place that suit you အဲ့ဒီခါမှာ a place that suit you ဆိုတာ the place ဆိုတဲ့ဥစ္စာက ကျွန်တော်မော်လမြိုင်မြို့လဲဖြစ်နိုင်တာပေါ့နော်မော်လမြိုင်အဲလေ I'm why I at မော်လမြိုင်စုမီဆိုလို့ရှိရင်ဒါမျိုးမော်လမြိုင်ကကျွန်တော်တက်တင်လျော်တဲ့ဒေသဖြစ်ပါတယ်လို့အတိတ်ပဲရပါတယ်နော်ဆိုတော့ဒီညမှာမော်လမြိုင်ဆိုလို့ရှိရင်ပေါ့နော်မော်လမြိုင် the စုမီ ကျွန်တော်နဲ့တင့်လျော်တဲ့မော်လမြိုင်မြို့သည်အဲအဲ့လိုမျိုးသွားတာပါเนาะအဲ့ဒီခါကျတော့ကိုကွတ်တဲ့ဥစ္စာက subject ဖြစ်ခဲ့သည်ရှိတော့ the related pronoun that which တို့ဒါတွေကိုကျွန်တော်တို့ကပြက်ပယ်လို့မရပါဘူးเนาะဖယ်ဆားလို့မရပါ မော်လမြိုင် that su me is the most beautiful city TN မြန်မာနော်ကျွန်တော်နဲ့တင်းလျော်တဲ့နေလို့ရတဲ့မော်လမြိုင်မြို့ဆိုလာသည်မြန်မာနိုင်ငံမှာအလှပဆုံးနိုင်ငံဖြစ်ပါသည်လို့အတိတ်ပဲရပါတယ်မဟုတ်ဘူးလားအဲ့တော့အဓိကကျတော့ဒီအနောက်ကဥစ္စာကိုကျွန်တော်ပြောတာမဟုတ်ဘူးအဓိကကြတော့ကကျွန်တော်တို့ဒီဝါကြလေဝါနင်းနော်ဒီနေရာမှာဝါနော်ဒီတက်လေးကိုကျွန်တော်မပါတဲ့ခါကြတော့ မော်လမြိုင်ဆိုတဲ့ဥစ္စာ subject ဖြစ်တယ်ဟုတ်လားမော်လမြိုင် sues me မော်လမြိုင်นี่ကျွန်တော်เนี่ยကိုက်ညီတဲ့အသေးတာဖြစ်ပါတယ်လို့အဓိပ္ပာယ်ရတယ်เนาะအဲ့ဒါကိုကျွန်တော်က related club ခုနကမြန်မာစကားအားဖြင့်သူ့ကို ချိန်ပြတ်တာပေါ့เนาะကျွန်တော်နဲ့တင်လျော်တဲ့မော်လမြိုင်မြို့ဆိုတဲ့ဥစ္စာကိုသွားချိန်တဲ့ခါကြတော့မှဒီ related clause လေးကိုကျွန်တော်ကသတ်ထည့်တာဖြစ်ပါတယ်ဒါကကျတော့ subject ကိုသွားလောက်တာပါเนาะ ော့ object ကိုတွားလုတဲ့ခါဒီမှာကြာတော့ဒီ that လေးကမပါပါဘောအဲ့ဒီခါကြာတော့မော်လမြိုင် that to me is the most beautiful city in မြန်မာနော်ဟာအဲ့ဒီခါကြာတော့ always choose to live a place that to you ကိုနဲ့ကိုက်ညီတဲ့မြို့ကိုအဲကိုနဲ့ကိုက်ညီတဲ့ဒေသမှာနေဖို့အမြဲတမ်းရွေးချယ်ပါလို့ဒါမှမဟုတ်တော့ your life will never truly improve ကိုရဘွားကတွတ်တက်မှုအစစ်မှန်ကိုရမှာမဟုတ်ပါလို့အတိတ်ပဲရပါတယ်နော်ကိုရဘွားအစစ်စစ်မှန်မှန်မတွတ်တက်ပါဘောနော်အမှန်ကမတွတ်တက်နိုင်ပါလို့အတိတ်ပဲရတယ်အဲ့ဒီခါကျတော့ကျွန်တော်တို့က relative clause လေးတွေကဘယ်လိုအသုံးဝင်သလဲအခုလိုမျိုးစာလေးတွေရေးတဲ့ခါကျတော့အသုံးဝင်တယ်မဟုတ်ပါလား if you don't want to live the life you're currently living and can't seem to reach the life you desire, chances are you are in the wrong environment. How the hell? ကိုကိုနေနေရတဲ့ဘဝကိုကိုကိုနေနေရတဲ့လက်ရှိဘဝမှာမနေကျင်တော့ဘူးเนาะကိုဖြစ်ချင်တဲ့ဘဝကိုလည်းလက်လှမ်းမိဖို့ဖြစ်နိုင်ချေပုံမရှိဘူးဖြစ်တော့ကိုနေတဲ့ဒေတာက ကိုယ်နဲ့မသိတော့ဘူးပေါ့နော်မှားတဲ့ဒေတာကိုသင်ရောက်နေပါတယ်လို့အတိတ်ပဲရပါတယ်အဲ့ဒီတော့ relative clause လေးတွေကိုပေါ့နော် relative pronoun လေးတွေက object ချက်ခဲ့သည် she thought that ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့သွားထည့်စရာမလိုပါပေါ့နော်အဲ့တော့ဘာစကားတွေကျွန်တော်တို့ပြောလို့ရလဲကျွန်တော်ခင်ဗျားကိုပတ်စံပေးတယ်ကျွန်တော်ပေးလိုက်တဲ့ပတ်စံကျွန်တော်ခင်ဗျားကိုပေးလိုက်တဲ့ပတ်စံကျွန်တော်ညနေစာစားတယ် ကျွန်တော်စာသည်ညနေစာအဲအဲ့ဒါမျိုးလေးတွေကိုကပြောင်းတက်ဖို့ကလွယ်သွားတာပေါ့နော် object လေးတွေကိုပဲရွေးပြီးတော့အဲ့ဒါမျိုးစမ်းနေရှိဆိုရင်စကားပြောတွေမှာကိုကအများကြီးပဲဆက်နွယ်ပြီးစကားပြောလို့ရပါတယ်ပေါ့နော်အဲ့တော့အထောက်ကူဖြစ်တယ်မဖြစ်တယ်အောက်မှာ comment လေးရေးပေးခဲ့ပါလို့နော်ကျေးဇူးတင်ပါတယ်ခင်ဗျ Bye now.